ူကလည်းတော့မသိဘယ်ပြူလည်းတော့မသိဘူးပြူတွေကမရင်းကျင်တာတဲ့ဒါအမှန်တရားကျွန်တော်လုံးဝမလိမ်ဘူးကျွန်တော်မေးပြီးပြီအလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကလည်းပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ April 6ရက်2025ဒီနေ့မှာတော့ကျွန်တော်မင်္ဂလာပါလို့ ဘာလို့နှုတ်ဆက်ရတာလဲဆိုရင်တော့ကျွန်တော်တို့ဒီနေ့မှာမင်္ဂလာရှိတဲ့တည်တင်းတည်တင်းကောင်းနေများစွာရှိနေတဲ့အတွက်ဖြစ်ပါတယ်ကျွန်တော်ဒီရဲ့တည်တင်းကိုကြားပြီးတဲ့လူလည်းကြားပြီးမှဖြစ်ပေမဲ့လည်းမကြားရတဲ့တွေကတော့အတွက်ကတော့တည်တင်းကောင်းနေတည်တင်းထိုးနေပဲဖြစ်ပါတယ်ဒီမှာတည်တင်းကောင်းများစွာပါဝင်တဲ့အတွက်အစုံလေးလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရလေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးဝိုင်းရံပေးကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်ပထမဦးဆုံးအနေနဲ့ရန်ကုန်ခေတ္တရဲ့တည်တင်းအတိုလေးတစ်ခုနဲ့အရင်စလိုက်ကြရအောင် ဂိုင်းနိုင်ငံရှိတဲ့အင်ဒိုမြို့ကို KNP တဲ့ပူပေါင်းတပ်တွေကအပိတ်တိမ့်ပိုင်မှုရဲ့နောက်ဆက်တွဲအနေနဲ့မျိုးသိမ်းတိုက်ပွဲတွေကနေအချက်ဖက်စစ်ကောင်စီတပ်သားအယောက်၄၀ကျော်ကိုပါအရှင်ဖမ်းဆီးရမိထားတဲ့အပြင်120မမအမြောက်လက်နက်ကြီးတွေပါဝင်လက်နက်ခဲရဲအမြောက်များကိုလည်းတင်းစီရရှိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်တိမ့်ပိုက်ဖို့ကြံနေတဲ့စကိုင်းတိုင်းကအင်ဒိုမျိုးကို KIP ရဲ့ပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲအပိတ်တိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။ ဲ့ဒီအင်းတော်မျိုးကိုတော်လိုင်းပူပေါင်းတပ်တွေကပြီးခဲ့တဲ့ဩဂုတ်လကတည်းကထိုးဖောက်ဝင်ရောက်ပြီးတော့မြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတော်တော်များများကိုသိမ်းပိုက်ထားပြီးအဲ့ဒီမြို့မှာရှိတဲ့လက်ကျန်စစ်ကောင်စီတပ်တွေကဂျပန်လှိုင်းကူတဲမှာတွားပြီးတော့တပ်မခွန်ခွန်ဌာနချုပ်အနေနဲ့ခန့်စစ်လုပ်နေပြန်တဲ့အတွက်အခုကမှတော့အဲ့ဒီနောက်ဆုံးကျန်နေတဲ့ဂျပန်လှိုင်းကူတဲကစစ်ကောင်စီတပ်စခန်းကိုပါ GIP တပ်ပူပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အတွက်အင်းတော်မျိုးကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့ GIP ရှေ့တန်းသတင်းရေးမိကပြောထားပါတယ် အဲ့ဒီအင်ဒိုမျိုးတိမ့်တိုက်ပွဲတွေကနေအချမ်းဖတ်စကောင်းစီတတအယောက်40ဂျော့ကိုပါတော်လိုင်းတက်တွေကအရှင်ဖန်းစီရမိထားတဲ့အပြင်190မမအမြောက်လက်နက်ကြီးတွေအပါဝင်လက်နက်ခဲယံအမြောက်များကိုလည်းတိမ့်စီရရှိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာကျွန်တော်အရန်ဝမ်းတာမယ်တစ်ချိန်ဖြစ်ပါတယ်ကအင်ဒိုမျိုးကိုရှစ်လကြာတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ိုက်ခိုက်ပြီးနောက်သူတင်ပေးရရှိတာဖြစ်ပါတယ်ကျွန်တော်တို့အလုံးမျောလင့်နေကြလားဗမော်ဗမော်မှာပဲစစ်ရေလှုပ်ရှားမှုတွေများနေတော့ဗမော်ကိုအဓိကထားမျောလင့်နေပေမဲ့လည်းကျွန်တော်တို့မထင်မှတ်ထားတဲ့ဟာကိုလုံပြသွားနိုင်ခဲ့ပါတယ်တော်လိုင်းရေးဖွဲ့တွေနဲ့ကြည်ရင်လည်းရှိသေးအရန်တင်ပါလေနောက်ပြင်ဗမော်မြို့ကိုလည်းအမြန်ဆုံးတင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ဆက်ကြည့်မယ်တဖက်မှာလည်းသဂိုင်းငလင်းတင့်မန္တလေးပြည်သူတွေအတွက်လှူဒန်းထားတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုအကြံဖက်စစ်ကောင်စီလက်အောက်ခံရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကမတရားသိမ်းယူပြီး သူတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုပြန်လည်မျှဝေပေးမှုတွေဖြစ်ပွားနေတယ်လို့ငလင်းတင့်ပြည်သူတွေကရေကုန်ခစ်တဲ့ကိုပြောပါတယ်လက်ရှိမှာမင်္ဂလိမျိုးဘောကချမ်းမတားစီမြို့နယ်မြို့တစ်အမှတ်၄ရက်ကွက်မှာဆိုရင်စကောက်စီလောက်ခန့်အုတ်ချုပ်ရဲမှုတွေနဲ့သူတို့ရဲ့ဆွေမျိုးတွေကအလူရှင်တွေလာရောက်လှူဒန်းတဲ့ပစ္စည်းတွေကိုစေကောင်းစီကကြင်ညာထားပြီးသားလို့ပြောပြီးသူတို့တွေကပဲတင်းစီဓာတ်တွေလှုပ်လာနေတယ်ဆိုပါတယ် အဲ့ဒီနောက်စကောင်စီကအုတ်ချုပ်ရင်းမှုတွေကအလူရှင်တွေလိုင်းအောင်လူတန်းတားတဲ့ပစ္စည်းတွေကိုစံအိတ်တွေဆိုရင်သူ့ရဲ့ရုံကန်ဒက်မှာပဲတောခတ်ထားပြီးကျန်တဲ့ပစ္စည်းတွေကိုလည်းပညာရေးဝန်တန်းတွေနဲ့အတူသူတို့တွေပဲခွဲယူကြသလိုအဲ့ဒီတဲကအနှဲငယ်လောက်ကိုတာတခြားသူတွေကိုဟန်ပြအနေနဲ့ပေးပြီးတော့ကျန်တဲ့ပစ္စည်းတွေကိုသူတို့အုတ်ကြီးအဖွဲတွေနဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုသာအထုတ်ကြီးအထုတ်ငယ်နဲ့အိုးဝေတွေပေါ်တင်ပြီးခွဲယူနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒါပြောတာနော်ကျွန်တော်ဟိုဘက်ရက်ကွက်က မခမမစုံလုံးကန်းတွေကိုပြောပြချင်တာเนาะဘာလို့စစ်ကောင်စီလက်ထဲကိုနိုင်ငံတကာကအလူငွေတို့နိုင်ငံတကာကအလူပစ္စည်းတွေကိုတိုက်ရိုက်မပေးစေချင်တာလဲဆိုတာဒါလေးကြောင့်ပြောတာเนาะဒါစစ်ကောင်စီလက်ထဲမှာနိုင်ငံတကာပစ္စည်းတွေရောက်သွားရင်သူတို့ခွဲဝေပေးတဲ့ချိန်မှာသူတို့က90ရာခိုင်နှုန်းတော့ပြောင်းမှပြည်သူကိုပေးမယ်အဲပြီးတဲ့90ရာခိုင်နှုန်းမှတဆင့်အခုလိုအဆင့်ဆင့်အုပ်ချုပ်ရေးမှုအဆင့်ဆင့်အဆင့်ဆင့်တဆင့်မတဆင့်အမီချက်မီဆာမီဆာခေါင်းချက်ခေါင်းစားနဲ့နောက်ဆုံးမှပြည်သူနောက်မှရောက်လာတာပါ ဆယ်ရာခိုင်နှုန်းတော့မရောက်လာတော့ဘူးအခုတော့မှကြည့်လိုက်နော်ဒါအောက်ခြေကရက်ကွက်လိုရေးတယ်လို့အဲ့မှာလှုပ်ရှားလာတွေ့နော်အဲအကြောင်းပီတူတီကိုပဲဓာတ်ရိုက်လူပေးတက်နေလို့ပြောတာအဲ့လာကောမင်းတို့တဖက်ပိတ်မဟုတ်ဘူးဒီစုံလုံးကန်းနေတဲ့ဖွဲ့တည်းနာနေတာနော်ကျွန်တော်ဆက်ကြည့်မယ်နောက်မှတင်းနေချင်းပြည်နယ်ရဲ့ဖလန်းမျိုးရှိလက်ကျန်နှစ်68တက်ရင်ကိုတိုက်ခိုက်တိုင်းပိုက်ပြီးထွက်ပြေးနေတော့စစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းနေနေကြောင်းစစ်ရေးတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောဆိုထားတယ်တဲ့နော်ဒါလည်းသတင်းကောင်းပဲနော် ဆိုဖလန်းကိုလည်းအခုဒီရဲ့ချင်းကကွယ်တက်တရားတင်လိုက်ပြီနောက်ပြီးချင်းချင်းပြည်နယ်မှာလည်းမတင်ရတဲ့မျိုးဆိုတော့၄မျိုးလောက်ပဲကျန်တော့တယ်အဲတုံးမျိုးကတော့လုံးဝမတင်ရတယ်ဘူးတမျိုးကတော့တင်ကိုတင်လိုက်သူတင်လိုက်အဲ့လိုဖြစ်နေတဲ့မျိုးတမျိုးအဲ့ဒါလည်းရှိတယ်အဲကြောင့်မို့ဒီရဲ့ကျန်တဲ့၄မျိုးကိုလည်းအမြန်ဆုံးတိတ်ပိုက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ဆက်ကြည့်မယ်နောက်တဲ့တဲ့တဲ့ပေါ့ လာရှုမျိုးပေါ်ကနေတဲ့စုတ်ခွာဖို့ရှိနေတဲ့ MMDA ကလည်း30 20ခွန်စစ်စင်ရေချဆောင်ခဲ့ရဲဘော်တွေအောက်မေ့ဖွယ်တဲ့အခမ်းအနားနဲ့စစ်အသွင်နဲ့ထိခိုက်ခဲ့တဲ့လာရှုနေအိမ်တွေလည်းရောကြီးပေးတာတွေဆက်တိုက်လုပ်နေတယ်နော်လာရှုမျိုးပေါ်ကနေတဲ့စုတ်ခွာဖို့ရှိနေတဲ့ MMDA က30 20ခွန်စစ်စင်ရေချဆောင်ရဲဘော်တွေအောက်မေ့ဖွယ်အခမ်းအနားနဲ့စစ်အသွင်ထိခိုက်ခဲ့တဲ့လာရှုနေအိမ်တွေကိုရောကြီးပေးတာတွေဆက်တိုက်လုပ်နေပါတယ်တဲ့နော် သူတို့ကဆုတ်ခွာရမယ်ဆိုတဲ့တင်းကြလဲစိတ်မကောင်းပါဘူးသူတို့ဆုတ်ခွာတော့သူတို့လည်းသူတို့ရဲ့အခြေအနေသူတို့အကြောင်းကြောင်းတော့ကျွန်တော်တို့ထင်ပါလေဒါပေမဲ့ကျွန်တော်တို့ပွဲပြီးမှပဲအဲပြောတာကောင်းပါလေဘာမှတော့စိတ်မပြောနိုင်နေပါဘူးဆက်ကြည့်အောင်တော့တင်းနေပေါ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘီဂျူလီဘီရှော့ဒီတဲ့ယနေ့မြန်မာနိုင်ငံတို့ရောက်ရှိမိဟုကုလသမဂ္ဂအထွေးချုပ်တဲ့အန်တိုနီယိုကူတာရက်ကအေးတဲ့ထုတ်ပြန်ချက်များအရာတိရတယ်တဲ့သူဤသူမ ဤခရီးစဉ်နှင့်ပတ်သက်၍အသေးစိတ်အစီအစဉ်များကိုထုတ်ပြန်သားခြင်းမရှိသေးတော့လဲဂျူလီပီရှော့အနေဖြင့်မြန်မာခရီးစဉ်အတွင်းနဲ့စစ်ကောင်စီအဖွဲ့ဝင်များနဲ့တွေ့ဆုံသွားမည်ဟုယုံကြည်စစ်ချက်ရတော့တရင်ရင်းမြစ်ကအဆိုရသိရတယ်နော်ဒီဒီအမေရိကန်အားလည်းကုလသမဂ္ဂအထူးကိုယ်စားလှယ်ကလည်းနော်ဒီစစ်ကောင်စီနဲ့တွေ့မယ်ဆိုတော့သူတို့ဘာလဲများလုပ်အောင်လဲဘာလဲဖြစ်လာအောင်လဲတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆက်ကြည့်အောင်တော့တရင်ပေါ့ဂျပန်နိုင်ငံကလည်း အဲတမမူဥဆောင်တော်အဖွဲ့စခန်းဆွန်းလို့ဆုတ်ခွာသွားရတယ်အင်းတော်မြို့ကိုလည်းတိမ့်မရရှိဟုတဲ့အယုံကြီးကကွယ်ရေးဝင်ကြီးဌာနအကတင်းထုတ်ပြန်တယ်နော်စကိုင်းတိုင်းဂျပန်တိုင်းကမှတမမူဥဆောင်တော်အဖွဲ့စခန်းဆွန်းလို့ဆုတ်ခွာသွားရအင်းတော်မြို့ကိုတိမ့်ပရရှိဟုအယုံကြီးကကွယ်ရေးဝင်ကြီးဌာနတင်းထုတ်ပြန်ကြထုတ်ထုတ်ပြန်ထားတယ်နော်သူတို့တမမူဥဆောင်တယ်လို့ကျွန်တော်မှထွက်ပြေးနေတယ်ဘဝရောက်နေပြီနော်သူတို့ဘဝကြည့်လိုက်တော့မင်းတို့အဲ့ရတယ်ကိုဟိုဘက်ဇုံလုံးကအဖွဲ့တွေ မင်းတို့ဒီသတင်းတွေကိုနားထောင်တဲ့နဲ့မင်းတို့ကြည့်တဲ့နဲ့မင်းတို့ MRTV တို့မြောက်ဝတီတို့ကကြည့်ပြီးပျော်ရွှင်ကြည်နူးပြီးအောင်ပွဲခံနေကြတယ်နော်တောင်ခမ်းတခမ်းတောင်ခမ်းမှာရန်သူမရှိတဲ့စကန်တစ်ခုကိုတင်ပြပြီးအောင်ပွဲတွေခံပွဲတွေကြည့်ကြက်လုပ်နေတယ်ဆိုတော့ဒါမျိုးမြို့တွေပါလေတင်နိုင်တယ်မင်းတို့မြို့တွေမြို့တော်မင်းတို့ပြန်တင်နိုင်တယ်မင်းတို့ဘလောက်များပျော်ပြီးတည်အောင်လဲတော့မသိဘူးနော်ဆက်ကြည့်မယ်နောက်တဲ့တင်ပြပို့မြင့်ချံမျိုးတဲ့အမတ်၁၈ရက်ကွက်ရှိတဲ့စစ်တပ်အထိုင်စခိတ်ကိုလည်းဝင်ရောက်တိုက်ခိုက်မှုတဲ့စစ်ကောင်စီတပ်သား၁၄ဦးတေဆုံးခွန်းနဲ့မန္တလေးတိုင်းမြင့်ချံမျိုး အမတ်၁၈ရက်ကွက်ရှိအချက်မစစ်တပ်အထံဂိတ်ကိုလည်းဝင်ရောက်တိုက်ခိုက်ရတဲ့စစ်ကောင်စီတပ်သား၁၄ဦးသေဆုံးခဲ့ကြောင်းမြင်းကျန်ဘလိုက်တပ်က MPT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကကြောင်းခစ်စ်ကိုပြောထားတယ်နော်ဘလောက်ကောင်းတဲ့တဲ့နဲ့နော်ဗိုလ်မိုက်ခဲဒီရှစ်ဒီခုလာအဒီအခုရက်ပိုင်းတွေမှာတောက်လျှောက်နော်စကန်သူတို့စစ်ကောင်စီတို့တောက်လျှောက်တော်တော်များများတိုက်နေတယ်ဗိုလ်မိုက်ခဲတို့ဖွဲ့ကတောက်လျှောက်တော်တော်တိုက်နေတယ်ဗိုလ်မိုက်ခဲပြည်သူတွေပြောထားတာစစ်တပ်မကြနဲ့လို့သူပြောထားပြီးနောက်ပိုင်းမှာတောက်လျှောက်သူလက်စွမ်းနေပြနေနော် အားလည်းတရင်ကောင်းမယ်ဒီချက်အများကြီးလက်ဆွမ်းပြနိုင်မှာဆိုလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်စချိပဲနောက်မှာတော့ DVB ကတရင်အတိုလေးတခုငလင်နဲ့ပတ်သက်တဲ့တရင်အတိုလေး NLD အစိုးရလက်ထက်မှာငလင် NL နဲ့ပတ်သက်ပြီးတော့အမျိုးသားအဆင့်ငလင်ဘေးရန်နဲ့ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်ဆိုတာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်ဒါပြင်တိုင်းဒေသကြီးလိုက်စီမံချက်တွေလုပ်ငန်းစီမံချက်တွေလည်းချမှတ်ခဲ့ပါတယ်ငလင်ပညာရှင်လည်းဖြစ်သလိုလက်ရှိ NUG လက်စစ်နဲ့စွမ်းအင်ဝင်ကြီးတာဝန်ယူထားတဲ့ဦးစိုးသူအထွန်းကပြည်သူအစိုးရခင်မှာ ဒီလိုဖြစ်ခဲ့ရင်အ ਨੇ ဆုံးတဝက်တက်တာနိုင်မယ်လို့ယုံကြည်ကြောင်းလူမှုကွန်ရက်မှာရေးထားပါတယ်။ဟိုဒီလူဆိုရခဲ့မှာတာဖြစ်ခဲ့ရင်ကျွန်တော်အများကြီးဘူးရင်မတိုင်ခင်ပေါ့တော့မလုပ်ခင်မှာလည်းတက်တာအောင်လည်းစနစ်ကြလုပ်နိုင်မယ်။နောက်ပြီးတော့ဖြစ်ပြီးတဲ့အခါမှာလည်းကျွန်တော်ကောင်းအောင်ကဲတင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်လည်းယုံကြည်ပါတယ်နော်။သူတို့ပြည်သူအစိုးရဆိုရင်တော့ပြည်သူတွေလည်းတော့ခွာရောက်မှာမဟုတ်သူတို့တည်ကြည်ပြည့်စုံမှုများမှာမဟုတ်ဘူးလို့ကျွန်တော်လည်းယုံကြည်ပါတယ်။ဒါပေမဲ့ဟိုဘက်ကရက်ကွက်ကဟာရရတော့ ပြောလို့ရနားပေါက်မဲ့ထဲမှာလည်းမပေါအောင်မျက်လုံးပွင့်မဲ့ထဲမှာလည်းမပေါအောင်ဆိုတော့သူတို့ပြောမနေတော့ဆက်ရှိမယ်နောက်မှာဒီမအလာရဲ့ဟိုထောက်ခံပြီးမှကျွန်တော်တို့ဒီဘက်ကတော်လိုင်းရေးပွဲတယ်ကိုအမျက်စော်ကားလေးရှိတဲ့မအလာရဲ့ဓုမနာသမီးလေးဒီပိန်တရားဖြူဖို့တော်ရုံစောက်ချက်နဲ့မရဘူးအင်းဟုတ်တယ်။ဒီမှာလည်းကိုသားပြူထားတဲ့နော်။ဘွာစိမ့်နေ။အဲအလဲရကျန်ဖြူနဲ့ထို့အလံကိုနော်။ခြေနဲ့နင်းနိုင်မှမီးနဲ့ချိုးနိုင်မှ ်တပါတီညောတပါတီစနစ်နဲ့လူတယောက်ကောင်းကျိုးအတွက်လူတယောက်တည်ထောင်ထားတဲ့ပါတီကသူများ သူများနိုင်ငံကိုတရုတ်ကွန်မြူနီရဲ့လမ်းကိုခိုးထားတဲ့ပါတီကိုဖျားတစုလိုကိုးကွယ်နိုင်မှနော်ဘာသာရေးနဲ့ဆော်ကားပြီးတပ်ဖြတ်နိုင်မှအမြင်မတွေ့ရန်သူလို့တတ်ဖြတ်နိုင်မှနီဘိန်းတယောက်ဖြစ်ဖို့ဆိုတာလွယ်ရအဲ့တော့နီဘိန်းတို့မစော်ကားကြပါနဲ့နော်နီဘိန်းတယောက်ဖြစ်ဖို့ဆိုတာတော်ရုံတန်ရုံစောက်ချက်နဲ့မဖြစ်ဘူးအဲ့ကြောင့်နီဘိန်းတို့မစော်ကားကြပါနဲ့ နော်ဖတ်ပြောမလေးကိုပြောပြမယ်ညီတို့ဘက်ကဘဘကြီးရဲ့ဘောမဖြစ်ဖို့ကနော်သမင်းမစားတဲ့လူဖြစ်ရမယ်မင်းတို့นี่บอม่าတွေကိုလည်းတမစော်ကားじゃနဲ့เนาะကျွန်တော်တို့ပြောရင်နေပိနေဘอม่าကိုလည်းတမစော်ကားじゃဘอม่าတွေကเนาะသူတို့ဘอม่าဆိုတာကသူတို့သမင်းမစားပဲချီးပဲစားတဲ့လူတွေစုထားတဲ့အတွက်သူတို့မှာ ချီးပဲစားတဲ့လူတွေဖြစ်ရမယ်ကွာဘောမနိုင်တဲ့အခြေအနေကနော်ဘောမတွေရဲ့အခြေအနေကချီးပဲစားနိုင်တဲ့လူဖြစ်ရမယ်ပြီးရင်ပီဒူလူထုကိုကလေးသူငယ်မကြံဘုံကျက်တက်ဖြတ်တာကိုအပိတ်ထောက်ခံတဲ့လူဖြစ်ရမယ်ပြီးရင်အဲသူတို့ကဘုံလို့တတ်မှတ်ထားတဲ့နယ်မြေတွေကိုမတိုက်ခိုက်ပဲနဲ့ဒီကလေးသူငယ်လေးတွေတည်တာကိုသူတို့ဝမ်းသာအားရပြီးပျော်ရွှင်နေတဲ့လူဖြစ်နိုင်မှုအဲ့ဒါမှဘောမှာဖြစ်ရမယ်ပြီးရင်လိုက်ပတ်ပြီးဟောင်းပြီးလိုက်ပတ်ပြီးကြိုက်တဲ့ လူဖြစ်ရမယ်ပြီးရင်ကိုကခိုးပြီးမှသူများကိုတခိုးလို့ယူတဲ့ယုံနိုင်တဲ့အဆင်ရှိရမယ်ပြီးရင်အဆက်တရလုံးဝမရှိရဘူးပြီးရင်အမာတီဗီနဲ့မြဝတီတခင်ရလို့ကျန်တဲ့တဲ့င်းတွေမယုံရဘူးကျန်တဲ့တဲ့င်းတွေကပြည့်ဖြတ်တဲ့တဲ့င်းလို့သူတို့တတ်မှတ်ထားနိုင်ရမယ်နော်မြို့ဘောမှာဖြစ်မဲ့လူကပြီးရင်စစ်တပ်မရင်းစစ်တပ်ပြည်သူလူထုကိုတတ်နေတဲ့စစ်တပ်ကိုရဲရဲဝံ့ထောက်ခံရတဲ့လူဖြစ်ဖြစ်မှရမယ်မြို့ဘောမှာဆိုတာနော် နောက်ညာရေးချန်နယ်စပီလို့ရှယ်တော့မှဆိုမှပြောတော့ဘူးမင်းတို့လည်းတိဖို့လိုတယ်မင်းတို့ပေါ်မှာလည်းချမင်းမစားရလို့ဖြစ်မှာရမယ်နော်ပေါ်မှာနိုင်မယ်အရေးချင်းမြန်မာနိုင်ငံကိုခိုးစားပြုထားတဲ့အလံနိုင်ငံတကာမှာမြန်မာနိုင်ငံကိုစားပြုတဲ့အလံအချင်းနဲ့နေနိုင်မှမိနေချွနိုင်မှနေပင်းတယောက်ဖြစ်တာအဲ့တော့နေပင်းတယောက်ဖြစ်ဖို့တောင်းဆောက်ချက်နဲ့မရလို့သူတို့မစော်ကားကြပါနဲ့နော်မင်းတို့ပေါ်မှာတယောက်ဖြစ်ဖို့လည်းတော့ရုံအရေးချင်းနဲ့မရဘူးနော်အုံနောက်မှာပါချီပဲစားရမယ်နော်ဆက်မပြောတော့ဘူးမင်းတို့ပြောရင်မောတယ်ဆက်ကြည့်မယ်နောက်မှာ ပြူစောထီးတွေမလင်းကျင့်နေဆိုတဲ့ဟာကိုဝန်ခံသွားတဲ့နော်ဘောမစော်ဖို့ဟင် နော်သူတို့ပြူစောထီးတွေပလင်းကျင့်နေဆိုတော့သူကိုယ်တိုင်ဝန်ခံမင်းနော်သူတို့စစ်တက်ပါလေဒါပေမဲ့သူကစစ်တက်ကတော့မပါဘူးပြူစောထီးတွေကျင့်နေလို့သူရေရေဝန်ဝန်ခံသွားတယ်အဲ့ဒါဆိုစဉ်းစားကြည့်တော့မင်းတို့ဘောမမင်းတို့အားပေးနေတဲ့စစ်တက်တို့မင်းတို့အားပေးနေတဲ့အပီဒူစစ်တို့ပြူစောထီးတွေဆိုတာပါကောင်းတယ်လက်စွဲမှာကြည့်တော့အခုကြည့်လိုက်ပလန်168 ဘာဖြစ်နေလဲကျွန်တော်ဒီ live ကနေမပြောချင်ဘူးကျွန်တော်တို့အချိန်ချင်းကကဗလန်ပြောခဲ့တယ်အခုညောင်ချိုးငားခင်ငားနေပဲဒါမှမငင်းနဲ့ဒီမှာ message တွေရောက်နေတာဖတ်မပြချင်းလောင်းနေပြီလောင်းနေပြီအထက်ကလူကြီးတွေကလည်းကျွန်တော်တို့ရွာကိုမေ့ထားလားမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့မဝင်ဘူးပြတဲ့အခုဆိုစားတပိတ်တော်ကို၃သိန်းဖြစ်နေပြီတဲ့ ဟမ်စားရပိတ်တော့တော့သုံးသိဖြစ်နေပြီတဲ့စားတော်နဲ့ဝဝလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေဆေးအဝင်မရှိဘူးတဲ့ဆေးဝါးလုံးလုံးလောက်လောက်မရှိဘူးတဲ့စစ်တီတွေဒဏ်ရာရတဲ့သူတွေရှိတယ်တဲ့ဒီဟာကတော့ဟိုဘက်ရက်ကဇုံလုံးကန်းနေတခြားနားထောင်တော့မင်းတို့ဘောမရေကိုယ်တိုင်ပြောပြထားတာမင်းတို့ပစ္စိုလ်တွေရောက်မှာဘလောက်ဒုက္ခရောက်နေလဲเนาะအဲ့ဒါကိုမင်းတို့ကနိုင်နေပြီနိုင်နေပြီမင်းတို့ PDF တင်တာမင်းတို့တော်လိုင်းဖွဲ့တွေကဘယ်နည်းနိုင်မှာလဲဘယ်နည်းအောင်မှာလဲမပြောနဲ့အခုမင်းတို့ pitch saw ထီးတွေနော်ဆက်နေရွာတော့တရွာလေးတော့မဟုတ်ဆက်နေရွာနော်သမင်းငက်တယ်သမင်းငက်ရုံတော့မကောင်းစားတော့စားစမ်းမရှိဘူးစားတော့တပိတ်တာ၃သိန်းနဲ့ဝင်နေရတယ်ဘဝရောက်နေပြီနော်အဲ့ဒါဘယ်ဘယ်တော့နိုင်မလဲဆိုတော့မင်းတို့မမင်းနဲ့မင်းတို့ဟာမင်းတို့အရင်နိုင်အောင်တိုက်ကျွန်တော်ကတော့ထိန်ချံပြီးမဖက်ဘူးကျွန်တော်ကစပီကာအထက်လူကြီးတွေတီးအောင်ပြောမှာနော်နော်စပီကာတချို့တချို့ဆိုပုတ်တော်ပုတ်တယ်လို့ဖြစ်နေတယ်လေဆေးဝါးမပြည့်စုံလို့တဲ့ ရှေ့တန်းမှာစစ်တီဒဏ်ရာရလို့တဲ့တောင်းနဲ့ကားနဲ့သွားတယ်ဘူးစီမရှိဘူးတဲ့မတည်ရတဲ့ဖြစ်တွေတဲ့အထက်ကအရာရှိလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိချင်ရင်မြေပြင်ကွင်းစင်းပြီးလေးတာလို့ရပါတယ်လို့ပြောပေးပါတဲ့ကျွန်တော်တို့ဆက်နေရွာအခုဆိုတောထဲမှာလည်းမသွားရဲအကျေကျုပ်ချခံရရသလိုဖြစ်နေတာတဲ့နှစ်နှစ်သုံးနှစ်ကျော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ဆက်နေရွာအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ ဝိုင်ကျွန်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ဒီဇယ်ဓာတ်ကြီးခွဲစိတ်ဆရာဝန်စာငပိဟင်းကျိုဆေးဝါခွဲစိတ်ဆရာဝန်ဆိုရယ်နော်ဆက်တာတော့လိုက်ဈေးနဲ့မိန်ကလေးလာကျင်သုံးပစ္စည်းအစားရှိသဖြင့်ရှေတန်းကစစ်တီတွေစားတော်ဝါဝမစားပဲစစ်တိုက်နေရတာဗျာတဲ့အယံတနာဖို့ကောင်းတယ်တဲ့နော်အခုနှစ်ချောင်းချစ်ကြပြီလို့တရင်ကြရတယ်တဲ့ပြီးရင်ကျွန်တော်တို့စီလာလိမ့်မယ်တဲ့ကျင်းသေးလာမှာတဲ့အချိန်မီခဲရန်ရိတ်ခါဖြည့်တင်းဖို့တောင်းဆိုခြင်းပါတယ်တဲ့ရန်သူဒရုံးက ချမ်းပါကိုထောင်ထားတာကိုမရတာဗျာတဲ့ဒရုန်းကမ်းနဲ့ပြစ်တယ်မရဘူးတဲ့ဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်တီးတွေမနေတော့ဘူးတဲ့ကျွန်တော်တို့စစ်နေရွာကိုပြစ်မထားပါနဲ့လို့ပြောပေးပါတဲ့ပြူဆိုတာဘာလ ဟိုကပစ်ထားမင်းတို့စစ်ကူလဲလာမှာမဟုတ်ဘူးရိတ်ခါလဲလာမှာမဟုတ်ဘူးเนาะမင်းတို့ပေးထားတဲ့ဒရုန်းပစ်တနက်တို့ဒရုန်းဂျမ်ပါလေဆိုတာလဲမင်းတို့အစုပ်အပြည့်တွေပဲပေးထားတာเนาะအဲ့ဒါကိုမင်းတို့ပျော်ရှင်မိမမင်းတို့ဘပအတွက်မင်းတို့အသက်ပေးနေကြတဲ့လူတွေတေးမှာပဲမင်းတို့အလင်းဝင်အခုလိုငက်ပြက်နေမဲ့သူသူအလင်းဝင်လိုက်တာအကောင်းဆုံးပဲเนาะမင်းတို့အနီးဆက်ရတော်လိုင်းထက်ပွဲနေတာမှာမင်းတို့အလင်းဝင်လက်နဲ့ချလိုက်မင်းတို့ကောင်းကောင်းမွန်မွန်စားတောက်ပြီးမှာ အတက်လည်းမတည်ဘူးနဲ့ပြောပြောရှင်းရင်းနေရလိမ့်မယ်အကိုင်အဲ့တိုင်းစနေရင်တော့မင်းတို့ဘာဖလို့လာကဲဘူးမစင်စားနဲ့သူတို့ရဲ့တတ်မဘုံမူးကြီးဘုံမူးချုပ်တွေတော့သူတို့လာမကဲဘူးနော်သူတို့အရှိတမ်းမှာဒရောမှလာမကဲဘူးအဲ့ကြောင့်မင်းတို့ဆူတောင်းနေတာမကဲဘူးမင်းအဲ့ဒါကိုအမြင်မှန်ရပြီးအလင်းဝင်မဝင်မင်းတို့တည်ပါပဲစက်ကြည့်မယ်အဲ့လိုကျွန်တော်မေးတော့ပြည်သူစေတဲ့ဟုတ်ပြည်သူစေတော့ပြည်သူစေပေါ့သူတို့ဘက်မှာရက်ကခေါ်မှာတော့ပြူလို့ခေါ်တာပဲဘာပဲပြောပြောသူတို့မရင်းကျင်တာတို့ဘာလို့အဲကျွန်တော်တို့ကိုပြောလိုက်ရင်ကြားလား ကြာနေတာဘယ်လိုကကျင်တာလဲလို့ကျွန်တော်မေးတော့အဲ့ဟိုရက်ပြူတွေကကျင်တာဆိုတော့ကျွန်တော်ကနားလေလူကအဲ့လိုပြူသွားလို့ပြောတယ်နားမလဲလူကစစ်တက်ကကျင်တာလို့ပြောတယ်တကယ်တော့စစ်တက်ကမဟုတ်ဘူးကျွန်တော်တို့စစ်သားတွေတက်မလို့သားတွေမဟုတ်ဘူးပြောတော့စစ်တက်လည်းကျင်တာကျင်တယ်တဲ့လုတ်တယ်တဲ့အဲ့မရင်းကျင်ခံရတဲ့လူကဘယ်မှာရှိနေလဲဆိုတော့ပြင်ဦးလယ်မှာရှိနေတယ် ဟာဟုတ်လားလို့ဆိုတော့ဟုတ်တယ်တဲ့အဲ့စစ်တပ်ကကျင့်နေဆိုတော့အတန်မျိုးပေါ့ဟိုကျွန်တော်တို့ရွာသူရွာသားကြတော့မသိဘူးပေါ့ဗျာမသိတော့စစ်တပ်ကကျင့်နေပဲပြောတာတကယ်တော့စစ်တပ်ကကျင့်တာမဟုတ်ဘူးဒါမဲ့အဲ့ဒီပြူတွေကိုလည်းမရင်းကျင့်တာမကျင့်တာတော့ကျွန်တော်ဒီမှာတိတ်မပြောချင်ဘူးပေါ့နော်ဟိုဟုတ်ရင်လည်းဆက်မလုပ်ပါနဲ့တော့ဒါပေမဲ့အဲ့ဒီဘက်ကလည်းတကယ်ကိုလုံးဝ အကြောက်တရားနဲ့အုံချုံလို့ရမယ်မနေမြေမျိုးအဲ့လိုတွေဖြစ်နေရတော့ရှိတယ်ဘဒူအားလည်းတော့မသိဘဲပြူလည်းတော့မသိပြူတွေကမရင်းကျင်တာတဲ့ဒါအမှန်တရားကျွန်တော်လုံးဝမလိမ်ဘူးကျွန်တော်မေးပြီးပြီကြားရလားမင်းတို့ပြူတွေ စစ်ခွေးရဲ့အောက်ဆွဲတယ်နော်စစ်ခွေးကမရင်းတက်မလို့သူအောက်ကပြူရယ်ပရင်းကျင်တာမထူဆန်းဘူးအဲ့ဒါကိုမင်းတို့ကောင်တွေကတော်လိုင်းတက်တယ်ကျင်တယ်တော်လိုင်း PDF ဖြင်းချင်းပရင်းကျင်တယ်လျှောက်ဖွဲ့ဖွားမြင်တယ်မှာမင်းတို့ရဲ့မလို့ဘက်ကပြောတာမဟုတ်တော့ဗျာမင်းတို့လူကိုယ်တိုင်ပြောထားတဲ့အခါပဲမင်းတို့တေချာနားထောင်လိုက်နော်ဗီဒီယိုလေးကတော့လောက်ပါပဲအစုံလေးလည်းပါတီရှူပေးတဲ့အရောက်တိုင်းကွာ ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးတော့ဝင်ရပေးကြဖို့မေတ္တာရက်ခံပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြာရှုံးပါစေအရေးတော်ပုံအောင်နေပြီ။